s s k financial training center လို့ကျွန်တော်ပြောပါတယ်အရင် video လေးမှာတော့ကျွန်တော်က motor တွေရဲ့ insulation resistant တွေဘယ်လိုတိုင်းလဲအဲ့ insulation resistant တိုင်းကိုရလာတဲ့အဖြေမျိုးကြည့်ပြီးတော့ကိုယ့်ရဲ့ motor ရဲ့ condition ကောင်းတယ်လားမကောင်းဘူးလားဘယ်လိုပြင်ဆင်ရမလဲဆိုတော့ maintenance engineer တွေတော့ကျွန်တော်က video တစ်ခုလုပ်ခဲ့ပါတယ်အခု DVD ကတော့အဲ့ motor ကို short circuit လို့ခေါ်တယ် coin to coin နဲ့ short circuit ဖြစ်ဖြစ် coin to ground နဲ့ short circuit ဖြစ်ဖြစ် wire နဲ့ short circuit ဖြစ်ဖြစ်ပြတ်သွားပြီဆိုလို့ရှိရင်ပြတ်တာတေးကြလားဘယ်လို short circuit ဖြစ်တာလဲဘယ်လို့ရအောင်ကျွန်တော်တို့ကအခု short circuit ကိုတိုင်းနဲ့ video လေးကိုလုပ်နေမှာဖြစ်ပါတယ်အတူတူကြည့်လိုက်ကြအောင်နော်ဒါရီ MNE engineer electrical engineer အတွက်အရင်ကြည့်ပါလား maintenance facility engineer အတွက်ဒီကိုသိရမှာဖြစ်ပါတယ်3 phase motor ရဲ့ short circuit ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့တိုင်းတာတဲ့ video လေးဖြစ်ပါတယ် ကိရှော့ဆာကစ်ဖြစ်ရဆိုလို့ရှင်ဘာမာရီဖြစ်တတ်တယ်ကြည်အောင်နော်မော်တာဝိုင်းလေးတွေရှော့ဆာကစ်ဖြစ်တော့မယ်ဆိုလို့ရှင် can lead overheating ရှော့ဆာကစ်ဖြစ်တော့မယ် almost ရှော့ဆာကစ်ဖြစ်နေပြီဆိုလို့ရှင်အပူချိန်တွေမြင့်တက်လာတယ် overheat ဖြစ်တဲ့လေတွေနဲ့မော်တာအရင်နဲ့မတူဘူးမော်တာရဲ့လေရဲ့ efficiency တွေရောကြတယ်နော်မော်တာ efficiency ရောကြတယ်ပြောမယ်ဆိုလို့ရှင်တော့ electricity ပို့သုံးရတယ်ပေါ့နော် overheat ဖြစ်တယ် နောက်တစ်ခုကတခါလေးကျလို့ရှိရင် complete failure လုံးလုံးကို short circuit ဖြစ်ပြီးတော့မှ breaker ပြုတ်ကျသွားတာမျိုးထပ်ပြီးဖြစ်တယ် short circuit test လုပ်တယ်ဆိုတာကတော့ checking unwanted connection မလိုအပ်တဲ့ဆက်သွယ်မှုတွေဖြစ်နေတာကိုကျွန်တော်ကသိအောင် check လုပ်ဖြစ်မှာပဲ between phases and tens face to face connection ဖြစ်တာ you know tens to quiet connection ဖြစ်တာမလိုချင်တာကိုကျွန်တော်တို့ကတိုင်းတာဖြစ်ပါတယ်တကယ်ဖြစ်နေတာဒါကျွန်တော်က step by step ကိုပြပေးထားပါတယ် safety procedure တွေလည်းပါတယ် ထမအုပ်ကျွန်တော်တို့ဒီမော်တာကို short circuit တိုင်းတော့မယ်ဆိုဘာမီတာရေလို့လဲဆိုရင်ကျွန်တော်တို့ကတော့ insulation resistant meter လို့ခေါ်တယ် mega meter ကိုသုံးရင်လည်းရတယ် multimeter ကိုသုံးချင်လည်းရတယ် multimeter တော့ ohm လို့ kinetic material time လာနော် kita insulation meter ပါ insulation resistant meter ဒီလိုမျိုးရှိပါတယ်ဒီမှာဆိုလို့ရှိရင် ohm ပါတယ် common ပါတယ်ဒီမှာ voltage ပြပါ insulation ရေးထားပါတယ် ဲ့ဒါ insulation meter ပါဒီဘေးနားမှာတွေ့ရမှာကတော့ multimeter ဖြစ်ပါတယ်ဒါကတော့ multimeter ပါ multimeter တော့ jam voltage တွေပါတယ် time meter ပါတယ်ဒါမှအဓိက time meter တော့ ohm ရဲ့ kinetic ရဲ့ time meter ပါနော် kinetic ဆက်သွယ်မှုရှိပြီးအတန်လေးနဲ့အတန်လေးနဲ့ sound လေးနဲ့ပြီးတာကို kinetic လို့ခေါ်တယ်ဆက်သွယ်တာရှိပြီးတိုင်းရတာပါ okay အဲ့တော့ ammeter နှစ်ခုရှိရပါတယ်တစ်ခုလည်းရှိနေရပါတယ်ဒါပေမဲ့နှစ်ခုရှိလဲ check and balance လို့ရတာနှစ်ခုတိုင်းရှိလို့ရတယ်နော်ပြီးတော့ဘာလုပ်ရမလဲ အဲ့ဒါနေမတိုင်းနေမှာကျွန်တော်တို့ safety procedure အနေနဲ့ကျွန်တော်လိုက်နာရမှာရှိပါတယ်ပထမတော့ဘာလုပ်မလဲ disconnect all the power supply wire ဒီ motor မှာရှိနေတဲ့ဒီ power supply wire တွေ disconnect ဖြုတ်လိုက်ရမှာဖြစ်ပါတယ်မဖြုတ်ခင်မှာတော့ကျွန်တော်တို့က power supply breaker ချရပါမယ်သူ့ကိုလာတဲ့ power supply breaker ချမယ်ပြီးလို့ရှိရင် lockout တက်ကောက်လို့ပါ lockout တက်ကောက်ဆိုတာက power ဒီလိုဓာတ် power on ထားတာပါချလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့က lock လေးနဲ့ချိန်ပြီးတော့တော့ခတ်ထားတာ ဲ့ဒါကြောင့်ဒါမှတခြား technician လာပြီးတော့ order pick ကကြာလာပြီးလာပြီးတော့စက်ုံနေမှာကျတော့ breaker တွေအများကြီးနော်တခါကျလို့ရှိရင်တခြားဘက်ကနေ trip ဖြစ်လို့ license ရနေရတယ်။အော်ဒါငါတို့ကဒါမှမသိကြာနေတာဆိုပြီးပြန်တင်လိုက်လို့ရှိရင်ကျွန်တော်တို့ဘက်မှာအလုံးလုံးနေပြီး short circuit ဖြစ်တက်လိုက်တာမျိုးဖြစ်နေတယ်။ဒါကြောင့်မို့ကျွန်တော် safety procedure အနေနဲ့ကိုယ်လုံးမဲ့လုပ်ကို breaker ကို main breaker ကိုချမ်းချပြီးရှင် lock out တကောင်းနေနဲ့ကျွန်တော်တို့ကတော့ခတ်ထားမှာဖြစ်ပါတယ်။ပြီးရှင်အဲ့တော့တောင်းရှိတဲ့ engineer ယူထားမှာဒါကို lock out တကောင်းလို့ခေါ်ပါတယ်။ lock out တကောင်းလို့ပြီးရင်နော်ကျွန်တော်တို့ power supply connection ကို motor ship or supply connection တစ်ချောင်းပြီးလို့ရှင် discharge any residual voltage and winding တချို့ voltage တွေမှာ capacity ချန်နေတာရေတိုင်းမျိုးဆိုရင်သွားထည့်လို့ရှိရင်ဒါလိုက်နေမှာအဲ့ဒါ discharge လို့မှာအရှင် discharge လို့မှာအကုန်တော့ရေလောက်ခိုင်းတာ okay ပြီးလို့ရှင် ensure motor terminals are clean and accessible ဒီ motor terminal တွေမှာတန်ကြီးတက်နေတာတွေမတန်ရှင်းတဲ့အတွေ့အရှိ clean ရအောင်မယ်ဒါမှကျွန်တော်တိုင်းတာတဲ့အခါတိကျတဲ့အဖြစ်ပြရမှာဖြစ်ပါတယ်โอเค safety procedure နဲ့ဒီအချက်တွေအကုန်လုပ်ပြီးသွားပြီ log out တက်ောက်တွေလောက်ပြီးသွားပြီ description လောက်ပြီးသွားပြီ terminal ရဲ့ clean ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပထမအဆုံးအနေနဲ့ visual inspection ကျွန်တော်တို့မျက်လုံးနဲ့ကြည့်ကြည့်လို့ရပါတယ် teacher ကဘာတွေကြည့်ရမလဲဆိုရင် banisman ticket cover ဖွင့်တဲ့အနေနဲ့ဘီးလောင်တဲ့အနံ့မျိုးတွေရတာလား discolored walls ကျွန်တော် wiring တွေရဲ့အကောင်အထည် change နေတာပုံမှန် color မဟုတ်ဘဲနဲ့နော်ဒါလည်းမဲနေရနဲ့နေရ carbon တွေဖြစ်နေတာ physical damage ကြည့်လိုက်တဲ့အခါမှာ ချို့မှာပြက်လာ connection ဖြစ်လာเนาะဟိုပျက်စီးနေတာရှိနေအန်နိုလူရှိတာဒါဆိုရင်တကယ်သူတို့ကြောင့် trip ဖြစ်တာနောက်တစ်ခုကပါလဲ loose connection loose connection loose connection ကဖြည့်စစ်ဆိုတာထိတဲ့အခါမှာကြက်တဲ့အာနုံးရှိပြီ loose ချောင်းနေဆိုလို့ရှိရင်ကျွန်တော်ကအာခီနေဖြစ်နေတယ် spark တွေရိုက်နေတယ်ရပြီရှိကျွန်တော်က carbon carbon jewelry dispose ဖြစ်တာတွေ့ရတယ်အဲ့လိုမျိုး loose connection ရှိတာဒါဆိုရင်ပြန်ကြက်လိုက်တာ ਨੇ တခါကြာလို့ရှိရင် destiny ရရတယ်ရှိအဲ့လိုမျိုး physical check in လောက် banishment ကာလာချင်းသွားတာတွေ physically damage ဖြစ်နေတာရှိလားအဲ့ဒါကြီးချက်မယ်ပြီးလို့ရှင်ဘာလုပ်မလဲ loose connection တွေချက်အကင်းနေရှိလားဒါဒီမှာမရှိတော့ဘူးရှိတယ်ဆိုရင်လည်းအဲ့ဒါကြီးပြင်ဆင်တော့ပေါ့မရှိတော့ဘူးဆိုကျွန်တော်ဆက်သွားမယ်တကယ်အဲ့တော့ wind တွေကိုတိုင်းကြည့်ရပထမဆုံးကျွန်တော်တိုင်းနေတာကတော့ face to face short circuit test face to face ဆိုတာက line 1 line 2 line 2 line 3 line 1 line 3အဲ့တော့ face to face မှာသူတို့ short circuit ရှိလား အဲ့ဒါဝင်တိုင်းမှာဖြစ်ပါတယ်။တိုင်းတဲ့အခါမှာကျွန်တော်တို့ကနှစ်မျိုးရှိပါတယ်။တကယ်လို့မာတီမီတာနဲ့တိုင်းမယ်ဆိုရင်ကျွန်တော်တို့အုံးမှာထားတိုင်းအောင်ဖြစ်တယ်။အုံးမှာထားတိုင်းမယ်။အဲ့ဒါမှမဟုတ်ဘူးねမဂန်မီတာကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က4ရရှိ900သုံးဖို့1000ပါဝင်ထားမယ်။ကျွန်တော်တို့900ထားတယ်။ဘာလို့လဲ3 phase motor က440ပါဝင်ပြလာတော့ကြောင့်900ဆိုလို့မဟုတ်ပါဘူး။ဒီမှာဆိုလို့ရှိရင်တို့မာတီမီတာဆိုလို့ရှိရင်အုံးမှာထားမယ်။နော်ဒီမှာအုံးမှာထားလိုက်တဲ့ဒီ indicator လေးကိုဒီဘက်ကိုအုံးဘက်ကိုလှည့်လိုက်မှာပေါ့နော်။ဒီမှာအုံးမှာ indicator ထားမယ်။ ဒီကောင်ဆိုရင်တော့ဒီ indicator လေးကို900 voltage ဆိုမို့1000 voltage မှာထားလို့ရပါတယ်ဟင်900 voltage ဒီဆက်ဆို900 voltage ကိုကျွန်တော်ယူလိုက်မယ်ယူလို့ရှိရင်ကျွန်တော်တို့ insulation တိုင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့ common နဲ့ဒီ insulation ဆိုနေရာမှာ plug လေးကြိုးလေးတိုင်းတွေ့မယ်သူကတော့လွယ်ပါတယ် common နဲ့ဒီတစ်ခုနှစ်ခုတက်ကြိုးပြအောင်ပါနော်သူမှရှိရကြိုးလေးတက်အဲ့လိုရပြီဆိုလို့ရှိရင် disconnect all water leads this gonna all modally ဆိုတော့အဲ့လို coin coin ဒီမှာဆိုလို့ရှိရင် coin u u1 u2 က coin တစ်ခု v1 v2 က coin တစ်ခု w1 w2 က coin တစ်ခုအဲ့မှာသူတို့ချင်းတို့ဆက်သွယ်ထားတဲ့ပုံမှာ lead တိရှိ connection တွေဆက်သွယ်ထားအဲ့ဒါဖြုတ်ဒီဖယ်ပြရမယ်နော်ဒီမှာဆိုလို့ရှိရင် lead တိဖယ်ပြရမှာဖြစ်တယ် okay star data connection မတူဘူးဒါပေမဲ့ lead တိဖယ်ပြရသူတို့ one coin လေးပဲကြံတဲ့အထိကျွန်တော်က coin ငုတ်လေးပဲကြံတဲ့အထိကျွန်တော်ကဖြုတ်အဲ့ဒါကို this gonna all lead လို့ပြောတာနော် okay measure resistance between each pair of face each pair of face ဆိုတာကမာဆိုလို့ရှိရင်ပထမဆုံးတိုင်းမှာက u နဲ့ w နဲ့တိုင်းပဲ u နဲ့ w နဲ့အဲ့တော့ phase 1 phase 2ကျွန်မစင် line 1 line 2တို့အရှိတိုင်းသူတို့ကြားမှာ short circuit ဖြစ်တာလားတိုင်းပဲပြီးလို့ရှိရင် v w v နဲ့ w coin 2နဲ့ coin 3နဲ့တိုင်းပဲသူတို့ကြားမှာ short circuit ဖြစ်တာလား နောက်တဆုံးဘာတိုင်းမလဲဆိုရင် W နဲ့ U ဘာတိုင်းမလဲ U နဲ့ W နဲ့တိုင်းမလဲ coin 1နဲ့ coin 3နဲ့တိုင်းမလဲသူတို့ကြားမှာ short circuit ဖြစ်တယ် coin 2 coin တိုင်းမလဲเนาะ okay coin 2 coin တိုင်းတဲ့အခါမှာကျွန်တော်တို့ဖြည့်ကြည့်အောင်မှာဖြည့်ရမှာကအဲ့ဒီရလာတဲ့ coin ရဲ့ resistance ညာ almost balanced တော့ coin 1နဲ့ coin 3တိုင်းလာတယ် amount တစ်ခုရမယ် coin 1နဲ့ coin 3 amount တစ်ခုရမယ် coin 2နဲ့ coin 3 amount တစ်ခုရမယ်အဲ့ဒီတမှုက almost equal ဒီအရင်ဖြစ်နေတယ်နည်းနည်းပါးပါးပဲကွာ okay within the motor specification unbalance ဆိုတခုက200တခုက400လို့မျိုး unbalance မရပါဘူးတခုက100ဆိုရင်100 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 mega နဲ့ဆိုလို့ရှိရင် insulation test ပေါ့နော် less than 1 mm 1 mm တဲ့နည်းတယ်ဆိုလို့ရှိရင် motor ဒီ coin to coin short circuit ဖြစ်တယ်ဒါ coin to coin တိုင်းတော့နောက်တစ်ခုကျွန်တော်တိုင်းလို့ရတာက phase to ground မှာ phase တင်နဲ့ ground ဆိုတော့ motor ရဲ့ body တမှုဆို up wire နဲ့တိုင်းတာကို phase to ground ခေါ်ပါတယ်သူတို့ကဘော short circuit ဖြစ်နေပြီလားကြည့်အောင်မှာ using megameter ဒီနေရာမှာကျွန်တော် megameter ကိုတိုင်းမယ်ပထမဦးဆုံး မဂ္ဂမီတာရလာတယ်ဒီလိုမျိုးဒီလိုမဂ္ဂမီတာထွက်လာတဲ့ကျိုးတစ်ချောင်းကိုမော်တာရဲ့ ground တွေ့လား ground ဆိုတာက body ကိုထိတဲ့တန်ငုပ်တန်ငုပ် body ပေါ်မှာဆွဲထားတဲ့တန်ငုပ်တန်ငုပ်အဲ့တန်ငုပ်တန်ငုပ်ကိုကျွန်တော်ချိန်လိုက်မယ်ချိန်ပြီးလို့ရှိရင်ကျန်တဲ့ငုပ်ကို u ကိုတိုင်းမယ် v ကိုတိုင်းမယ် w ကိုတိုင်းမယ် okay 900နဲ့ထားမယ်เนาะဒီမှာ900 body shape ထားမယ်ထားပြီးလို့ရှိရင် ဒီ chew အနဲ့ common yoke ကိုကျွန်တော်တို့ modify ground နဲ့ modify body နဲ့ဒီနဲ့တန်ကုန်တော့မှာထားပြီးပြီးလို့ရှိရင်ကျွန်တော် jan နဲ့တန်ကုန်ကိုကြာတော့ coin 1တခါတိုင်းကြည့်မယ်မှတ်ထားမယ်ဘယ်လောက်ရလဲ coin 2တခါတိုင်းမယ်မှတ်ထားမယ်ဘယ်လောက်ရလဲ coin 3တခါတိုင်းမယ်မှတ်ထားမယ်ဘယ်လောက်ရအဲ့တော့အဖြေသုံးခုရပါတယ်ပါ good condition ဆိုလို့ရှိရင် insulation resistance က1 mega ohm နဲ့မြားရပါမယ် short circuit ဖြစ်နေတာဘယ်လိုအားမလဲဆိုရင် less than 0.5 mega ohm 0.5 mega ohm နဲ့နည်းနေပြီဆိုလို့ရှိရင်တော့ ground fault ဖြစ်နေတာ။ဘာ short circuit လဲဆိုလို့ရှိရင် coin to ground coin to coin short circuit ဖြစ်ဖြစ်မဖြစ်လို့ရှိရင် coin to ground short circuit ဖြစ်တခုဖြစ်နေပြီဆိုရှင်အဲ့ motor trip ဖြစ်တယ်။ short circuit လို့ခေါ်ပါတယ်။နောက်ကဆုံးဖြစ်နေတဲ့ trip ဖြစ်တယ် short circuit လို့ခေါ်ပါတယ်။ဒီနောက်တစ်ခုကတော့ဘယ်လိုတိုင်းတာလဲဆိုရင်10 to 10 10 to 10ဆိုတာက coin လေး ် coin နေ coin တုတ်ဒီ coin တုတ်ဒီတိုင်းမှာဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုတိုင်းမလဲဆိုရင် resistance meter ပဲတုံးမီတိုင်းပါမယ်တိုင်းတဲ့အခါမှာကျွန်တော်တို့က u1 u2 တကွန်ချင်းစီတိုင်းတာကို tend to tend လို့ခေါ်ပါတယ် u1 u2 u1 u2 ကျွန်တော်တိုင်းမယ် coin ရဲ့ resistance တိုင်းတာပါ coin resistance တိုင်းမယ်နောက်တစ်ခုက v1 v2 နောက်တစ်ခုက resistance ကိုတိုင်းမယ်နောက်ဆုံးတစ်ခုက number 3ကိုဘယ်လိုတိုင်းမလဲ w1 နဲ့ w2 ကိုတိုင်းမယ် 10 to 10ခေါ်ပါတယ်။ဒါအဲ့ဒီလိုတိုင်းတဲ့ခါမှာလည်း10 to 10 101လို့ခေါ်တဲ့ one one you one you do yard resistant ရယ် the v1 v2 yard resistant the w1 w yard resistant အကောင်းဆုံးညီညာ almost equation ညာ unbalance ဖြစ်တယ်။ဒီပထမတစ်ခုတိုင်းတာက100လောက်တိုင်းတာ200လောက်တိုင်း300အဲ့လို unbalance ဖြစ်ဒီ yard လေးတူရပါမယ်။ဒါဆိုလို့ရှိရင် yard လေးတူဆို okay တယ်မတူဆိုလို့ရှိရင် unbalance ဖြစ်နေတယ်ဆိုရင်တော့ 10 to 10 short circuit ဖြစ်နေတာအဲ့တုံးတူတွေက10 to 10 short circuit ဖြစ်ဖြစ် quiet to quiet ပဲ short circuit ဖြစ်ဖြစ် quiet to ground ပဲ short circuit ဖြစ်ဖြစ် short circuit တုံးမျိုးတွေကတစ်ခုဖြစ်တယ်ဆိုရင်အဲ့မော်တာ short circuit ဖြစ်တုံးစုံဖြစ်တယ်ဆိုတာတုံးစုံဖြစ်လဲ short circuit နောက်ခုဖြစ်လဲ short circuit ဖြစ်နော်အနည်းဆုံးတစ်ခုဖြစ်တော့ short circuit ဖြစ်ပါတယ်အဲ့ဒီမော်တာကိုပြင်ပြင်မလုပ်လို့ရှိရင်ကျွန်တော်က replace လုပ်ရမှာဖြစ် နောက်တစ်ခုကတော့ကျွန်တော်တို့က inspection conclusion ပြန်ကြည့်ပါမယ် inspection conclusion မှာ healthy model တွေမှာဆိုလို့ရှိရင် balanced delivery system resistance တဲ့အတိုင်းကမှာ balance ဖြစ်ရမယ် no continuity between phase and ground ခန္ဓာ one line line 3အဲ့ဒီ line one line line 3ကနေပြီးတော့ ground နဲ့ body နဲ့ continuity မရှိရပါဘူးဆက်တော်မှုမရှိရဆက်တော်မှုကိုဘယ်လိုတိုင်လဲဆိုရင်ကျွန်တော်တို့က multimeter ကိုသုံးပြီးတိုင်လို့ရပါတယ် multimeter ကိုကျွန်တော်တို့ကဒီ point လေးကိုကျွန်တော် continuity လို့ခေါ်တဲ့အတန်ကြီးတဲ့ဘက်ကို clear လိုက်မယ်။ navigation ကျွန်တော်တိုင်းကြည့်လိုက်ပါ။ face နဲ့ ground နဲ့တိုင်းမယ်။ face နဲ့ ground နဲ့တိုင်းမယ်ဆိုတာကဒီလိုပါ။ mortar ရဲ့ဒီ face နဲ့ ground နဲ့တိုင်းမယ်။ဒီနေ့မှမာတီမီတာကိုသုံးပါမယ်။မာတီမီတာသုံးတိုင်းတဲ့ကောင်ကဆက်သွယ်ရှိရဆိုတီးပြီးပါလိမ့်။အဲ့လိုဆက်သွယ်လို့မရပါဘူး။အဲ့လိုဆက်သွယ်ရှိရဆိုတာကဖြစ်နေတာ။အဲ့ဒါကို no continuity လို့ခေါ်လာတယ်။ Okay. 40 mortar တွေမှာဆိုလို့ရှိရင်တော့ low resistant between phases face to face ကြားထဲမှာ low resistor တအားခုနကြွထားတဲ့ပမာဏ length short ဆိုတာဖြစ်ပါတယ် low resistor ကိုတော့ ground နဲ့ကြားမှာ ground ဆိုတာက face နဲ့ body နဲ့တိုင်းတဲ့ခံမှာလဲ resistance တအားနဲ့ကို short circuit ဖြစ်ပါတယ်နောက်တစ်ခုက unbalanced resistance ဆိုတာခုန turn to turn coil တိုင်းတဲ့ခံမှာလဲ unbalanced ဖြစ်နေဆိုလို့ရှင်လဲ short circuit ဖြစ်ပါတယ်ဒါက40 motor အိမ်မှာတွေ့ရတဲ့အချက်တွေ okay ဒီ video ကြည့်ပြီးတော့ဥယျာဉ် motor short circuit ဖြစ်နေပြီ breaker တွေပြုတ်ကျနေပြီပြန်ပြီးတော့ reset လုပ်ခိုင်းလည်းမရတော့ဘူးဆိုလို့ရှိရင်ကို motor တကယ်လောင်သွားတာဘယ်လိုလောင်သွားတာလဲဘယ်လို short circuit ဖြစ်တာလဲဆိုတော့တိုင်းတာတဲ့ဒီလိုပြောပြပေးလို့ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့ facility maintenance engineer electrical engineer တို့အသုံးဝင်နေဆိုလို့ရှိရင် like and share လုပ်ပေးပါ see you next video bye bye